မင်္ဂလာပါရှင်ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့စားလို့ရေလုပ်ငန်းရှင်များအနေဖြင့်မတော်လောဘများနဲ့ဈေးနှုန်းများအဆမတန်မြင့်တင်ရောက်ချခြင်းများမရှိစေရည်စက်မှတ်ဆောင်ရွက်ရန်ညွှန်ကြားတဲ့သတင်းဖြစ်ပါတယ်။ ငလင်းချောင်းပြိုကျပျက်စီးခဲ့တဲ့စကိုင်းတရားမှာယထားပြန်လည်ပြည့်စွဲနိုင်ရေးအတွက်ပြင်ဆင်မှုလုပ်ငန်းများလှုပ်ဆောင်ရန်ဆောင်ရွက်လျက်ရှိပြီးပြည်ပနိုင်ငံတကူမှလည်းကုညီဆောင်ရွက်ပေးမယ်လို့ကနေဦးသိရှိထားကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင်ပြောကြားခဲ့ပါသည်အဆိုပါပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကိုဧပြီ5ရက်မွန်လွယ်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမမှာကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်၍လည်းနာစကဥက္ကဋ္ဌကအဆိုပါစကိုင်းတရာဟာအထက်မြန်မာပြည်သူတွားရောက်တဲ့ယထာလမ်းမိုင်းတွင်အဓိကကြာခြင်းကြောင့်ယထာတွားလာနိုင်ပြီးပြင်ဆင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းရတနာဘုံတရာဟာလည်းမူလီများပြုတ်ထွက်ပြီးအနေရရှိတဲ့အခြေအနေဖြစ်တာကိုတွေ့ရှိရကြောင်းတရာများမှတွားလာနိုင်ပြီးအမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းပြောကြားပါသည် စားလုံရေးလုပ်ငန်းများစာမျက်နှာသူများအနေဖြင့်လည်းမတော်လောဘများဖြင့်ဈေးနှုန်းများအစမတန်မြင့်တင်၍ရောင်းချခြင်းများမရှိစေရေးဒိုင်းဒေသကြီးနှင့်ပြည်내အစိုးရအဖွဲ့များအနေဖြင့်မှန်မှန်ကန်ကန်ကြက်ကြက်မမက်ဖြင့်စာမျက်သွားရန်လူကြောင်းဖြင့်လည်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်